အဲ့ဒါလေးကတော့အမတ်တရလေးဖြစ်သွားတာပေါ့နော်ဆိုပြီးရောကိုငယ်ရောဟိုဘဝမှာဒါဟိုတကယ်အမတ်တရလေးဖြစ်သွားတာပေါ့ဟုတ်တကယ်အမတ်တရနဲ့ပေါ့နော်တကယ်ဟိုတကယ်အမတ်တရလည်းဖြစ်မိတယ်ဟို location ရောပြီးတော့ဟိုမိုးလေးတွေထီလေးတွေရောမိုးလေးတွေဘယ်လိုပြောရမလဲဟိုနဲသွားတာပေါ့ပြီးတော့ထီလေးတွေရောဆိုတော့မျက်လုံးထဲမှာကြည့်ရတာအေဂျင်ပြီးတော့မှစိတ်ထဲမှာ ဟိုជីနူးဖြစ်တယ်ပြီးတော့အဲ့ဒီရက်လေးမှလည်းတကယ်လို့မှမမရရနဲ့အမှတ်တရဖြစ်သွားတာဒါပေမဲ့ကျွန်တော်တို့ကတော့အရန်ကိုပျော်နေပါတယ်အရန်ကိုပျော်ပါတယ်အေးမိုးရခဲ့ရင်ဆိုပြီးတော့ချုပ်တင်စိတ်ကူးနဲ့စီစဉ်ဖြစ်တာလားမဟုတ်ဘူးနေဘူးမှဆိုလို့ဆိုတော့ဆိုပြကြတော့အောက်တိုကြိုက်တာဆိုပြကအောက်တိုအရန်ကြိုက်တာကိုငယ်ကတော့ဆိုပြထင်တယ်တော်ပို့ကြိုက်မယ်လို့တော့ထင်တယ်အဲဆိုပြဒီညလေးကိုဆိုပြကကြိုက်တာဆိုပြရွေးထားတာ ပြတာဆိုတာဒါပေမဲ့နေပူမှာစိုးတယ်ပေါ့နော်လာတဲ့သူတွေလည်းနေပူမှာစိုးတယ်ဆိုတော့အဲ ठी လေးတွေစီစဉ်လိုက်မယ်ဆိုပြီးတော့ ठी လေးတွေကိုလည်းဆိုပြီးတော့အဖြူလေးတွေဖြစ်ရှင်တာအဲတကယ်တကယ်အဲ့လိုမျိုးလေးဖြစ်သွားတဲ့အချိန်မှာဒါလာတဲ့အပရိသတ်တွေလည်းမိုးရေမစိုးတော့ဘူးပေါ့နော်အဆင်ပြေတာအမှတ်တရလေးဖြစ်သွားတာပေါ့ဟုတ်ပါဘူးအဲ့ဒါဆိုလည်းစိုးပြေထွက်လာတဲ့အချိန်မှာမိုးကလုံးဝတိတ်သွားတာပေါ့အော်ဒါကတော့ကံကောင်းသွားတာပေါ့နော်မိုးနဲ့မင်းကကောင်းချီးပေးရမှာမိုးကဒီလိုပဲတိတ်လိုက်ဆဲလိုက်အဲ့လိုမျိုးလေးဖြစ်နေတာပါပဲကိုကိုထွက်လာပြီးတိတ်မကြခင်လက်မှတ်ထိုးရမှာဆိုတဲ့အခါကျတော့လက်မှတ်ထိုးတဲ့အချိန် မှာမိုးလေးတိတ်သွားတာပေါ့နှမိုးဆိုဆိုပြီးတော့ထီးရပိုင်းနဲ့ထိုးရင်ထိုးအောင်ပါပေါ့